ခုတင်ပြမဲ့သင်ခန်းစာတော့ကျွန်တော်ဒီမှာတောင်းပေါ့နော်တောင်းတောင်းဆိုတာရမယ်ပေါ့နော်ဥပမာပေါ့သွားရမယ်လာရမယ်စားရမယ်လှုပ်ရမယ်အဲလိုမျိုးပြောတာနော်တောင်းတောအောငောတောင်းမိုက်ထူတောင်းတောင်းဆိုတာရမယ်အမှသူကဒီတောင်းကိုသုံးတဲ့အခါမှာဘယ်လိုသုံးရမလဲဆိုတော့သူကကရိယာရဲ့အရှိရာတောင်းကိုထားသုံးရမယ်နော် ကရိယာရဲ့နောက်မှာသွားထားသုံးလို့မရပါဘူးနော်ဥပမာပေါ့လာရမယ်လာရမယ်ဆိုရင် မောအမမောအမဆိုတာလာတာလာဒီကကြတော့နော်ကိယာဖြစ်တယ်အဲ့တော့တောင်းလာရမယ်ပြောမယ်ဆိုလို့ရှိရင်မာတောင်းပြောလို့မရဘူးတောင်းကိုအဲ့ကိယာရဲ့ရှိရထားမယ်ဆိုတော့တောင်းမာလာရမယ်တောင်းပိုင်းသွားရမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုသိထားရမယ်ဒီမင်းဆိုလို့ရှိရင်အတုံးကကိယာနောက်ကိုထားမယ်ဆိုလို့ရှိရင်အတုံးလွဲသွားတာပေါ့နော်ကိယာရဲ့ရှိကိုဒီတောင်းကိုသုံးမယ်ဆိုလို့ရှိရင်ကိယာရဲ့ရှိမှထားရပါမယ်သူကကိယာနဲ့ပဲတွဲတာပေါ့နော် ဒီမှာဆိုလို့ရှိရင်နမူနာစာကြောင်းနဲ့ကြည့်မှာပေါ့ဒီမှာမင်းအမှန်တိုင်းပြောရမယ်မင်းအမှန်တိုင်းပြောရမယ်ပြောရမယ်ဘယ်လိုပြောရမှာလဲပြောရမယ်ပေါ့နော်ပြောရမယ်ပြောရမယ်ဆိုတော့ပြောတာကြတော့ဖို့ဦးတော့ဖို့အဲ့တော့ခုနပြောထားတဲ့အတိုင်းတောင်းဟောကိရိယာရဲ့ရှိမှထားမယ်ဆိုတော့ကိရိယာဖို့ပြောတာအဲ့တော့ဖို့ကိုတောင်းဝင်ကြတော့ဖို့ရဲ့ရှိမှထားမယ်အဲ့တော့ခုန်းတင်မင်းခင်ဗျာနော်တင်လည်းပြောရရတယ်မင်းလည်းပြောရရတယ်ခင်ဗျာလည်းပြောရတယ်ခုန်းမင်းอ่ะ ต้องพูดเปี่ยนไหมความจริงอามาไอ้ด้อเมียอามาได้เปลี่ยนไหมคุณต้องพูดความจริงคุณต้องพูดความจริงข้ออูนอคุณตอองอตอไม่ถูกต้อง พออูดอพูดคออามอความจอรออีงอเจงคุณต้องพูดความจริงเมียอามาได้เปยี่ยนไหมดีมั้ยจะนอเล่าตัวยามไหจะนอเล่าตัวยามไห ကျွန်တော်လှုပ်သွားရမယ်ဆိုတော့သွားရမယ်သွားတာကကြိယာဖြစ်တယ်အဲ့တော့သွားရမယ်ခုနပြောတဲ့အရင်တောင်းကိုသုံးမယ်ဆိုလို့ရှိရင်ကြိယာရဲ့အရှိမထားမယ်ဆိုတော့သွားရမယ်ဆိုတော့သွားတာရဲ့အရှိမပေါ့နော်ပိုင်းဆိုတာသွားဒီကြိယာအဲ့ကြိယာရဲ့အရှိမတောင်းကိုထားရမယ်အဲ့တော့ဖုံကျွန်တော်ကတောင်းရမယ်ပိုင်းသွားအဲ့တော့တောင်းပိုင်းသွားရမယ်ဘယ်လိုလဲထံငံအလုပ်ဖုံတောင်းပိုင်းထံငံကျွန်တော်အလုပ်သွားရမယ်နော်အဲ့လိုမျိုးဖြစ်တယ် พอมอผงตองอตอไม่ถูกต้อง โปอายปายทออามทามงออานองานผมต้องไปทำงาน มาส่วนงารู้ท้ายมาตาสกาเต็นอยู่ยามไหงารู้ว่าจะรอเราสาดายส่วนเรารออองเราดามไหมที่อ่ะเล็ดด้วยสกับโยมาจะรอลาตามไหมบ่เนาะลองลองต้องเรียนภาษาไทยลองต้อง เรียนภาษาไทย เรียนมาเลย ลาดันในเมทัวดาวนเนาะ ไอ้ดอลองต้องเรียนภาษาไทย ลองต้องเรียนภาษาไทยรออองรอง ตองอตอไม่ถูกต้อง รออียนอเรียน พออาพาโซอาสา ทออายอไทย ရောင်တောက်ရံဖတ်စာထိုင်အဲ့လိုရတန်နဲ့ပြောလေရသလိုလတန်နဲ့တကယ်စကားပြောမှပြောရင်တော့လတန်နဲ့ပဲပေါ့နော်အဲ့တော့လောင်တောက်လျံဖတ်စာထိုင်အဲ့လိုမျိုးပြောလေရတာပေါ့နော်ဒီမှာတခုတတိထားမှာတောင်းကိုတုံးမယ်ဆိုလို့ရှင်ခုနပြောရတဲ့အတိုင် ပြီးရင်တောင်းကိုလာမယ်ပြီးတော့မှကိရိယာလာမယ်နော်ကိရိယာရဲ့အနောက်မှာသွားထုံးလို့မရဘူးကိရိယာရဲ့အရှိမှာတောင်းကိုထားမယ်အဲ့ဒါမှတ်ထားဖို့လိုပါတယ်ဥပမာပေါ်စားရမယ်စားရမယ်ဆိုလို့ရှင်လေกิน ซาดีซาดีဆိုတာကိရိယာဖြစ်တယ်အဲ့တော့ကိရိယာရဲ့ရှေ့မှာတောင်းအောင်ထားမယ်တောင်းกินซาရမယ်အဲ့လိုဖြစ်တယ်နော်ဒူဆိုတာကြည်ဒီကိရိယာဖြစ်တယ်အဲ့တော့ကြည်ရမယ်ဆိုရင်တောင်းဒူအဲ့လိုပဲဖြစ်ရမယ်ဒူတောင်းအဲ့လိုမျိုးမရအောင်နော်အဲ့ဒါတတိယပါ